People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါ April 15ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့တကြမ်းအကြမ်းနေမှာကရင်ပြည်နယ်ကဖုံးကြီးကြောင်ဘုံကျဲခံရပြီး9ဦးထပ်မံတေဆုံးတဲ့ဖြစ်စဉ်ငလင်ကြောင်ရေးပေါ်အကူအညီလိုအပ်တဲ့ပြည်သူနှစ်တန်းထပ်တိုးလာတဲ့အကြောင်းဖာကန်မြို့နယ်လီဒိုလန်အနီးမှာ KIA နဲ့စစ်ကောင်စီပူးပေါင်းတပ်တိုက်ပွဲဆက်ဖြစ်တဲ့တဲ့တင်ဒါရီကိုနားဆင်ရမှာပါတကြမ်းအကြမ်းနေဖြစ်တဲ့ဒီနေ့ April 15ရက်နေ့လယ်ပိုင်းက ကရင်ပြည်နယ်ကောက်ကရိတ်မြို့နယ်မှာရှိတဲ့ကြုံတိုးမြို့ကန်းနီရွာကဖုန်ကြီးကြောင်းဘုံကျဲခံရလို့လူသေဆုံးမှု ရှိခဲ့ပါတယ်။ဒီနေ့နေ့လယ်၁၂နာရီဝန်းကျင်ကကြုံတိုးမြို့အနောက်တောင်ဘက်မှာရှိတဲ့ကန်းနီရွာဖုန်ကြီးကြောင်းဘုံကျဲခံရလို့အရက်သား၅ဦးထပ်မံနေသေဆုံးကြောင်းကန်းနီရွာဒေသခံတွေစီကသိရပါတယ်။တိလာယူတရားနာကြတဲ့ဥပုပ်သည်တွေအများကြီးရှိနေတာလို့သိရကြောင်းနဲ့အရေးအတွက်အတိအကျမသိရသေးပေမဲ့ဒဏ်ရာရသူအများများတယ်လို့ကြားကြောင်းဒေသခံတအူးကပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ဓလိထုံးတန့်အရာတကြံကာလအတွင်းဆိုဘုံကြီးကျောင်းတွေမှာဥပုပ်တရင်သီလယူလေးရှိပေမဲ့စစ်ကောင်စီကဘုံကြီးကျောင်းကိုဘုံကျဲခဲ့တာလည်းဖြစ်ပါတယ်။ဒေသခံတအူးကသူ့ရဲ့ Facebook ကနေရေးသားအသိပေးရမှာကန်းနီရွာဘုံကျဲခံရပြီးနောက်တရွာလုံးထွက်ပြေးနေရတယ်လို့ပြောထားပါတယ်။နောက်ပြီးကော့ကရိတ်ကျုံတိုးလမ်းပိုင်းမှာဒီမနက်အစောပိုင်းကစပြီးစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ဟာ ဂျုံတိုးမြို့နယ်ပုံနီးပြီးမနက်၄နာရီဝန်းကျင်မှာပစ်ခတ်တံတွေကြားရတယ်လို့ဂျုံတိုးဒေသခံတဦးကပြောပါတယ်အခုလိုတိုက်ပွဲမဖြစ်ခင်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလေးကဂျုံတိုးမြို့ပေါ်ကစစ်ကောင်စီတပ်ရင်းတွေဟာမြို့အနီးကရွာတွေဘက်စီလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းကနေကင်းထောက်တာတွေရှိခဲ့တယ်လို့ဒေသခံတွေကအသိပေးပါတယ်ဒါကြောင့်စစ်ရေးအခြေအနေတွေအရဂျုံတိုးမြို့တဝက်ရွာတွေကဒေသခံတွေဟာမိုင်၄၀ကျော်ဝေးတဲ့ဖမ်းဆီးသွားရောက်တိမ်းရှောင်ကြရပါတယ် ကျုံတိုးမြို့ပေါ်မှာတော့အမှတ်945 946ချင်းမြန်တက်ရင်တွေနဲ့ဖြူဟာစကန်းတို့ရှိပါတယ်။ဒါအပြင်15မိုင်ကန်ရှေလျားတဲ့ကော့ဂရိတ်ကျုံတိုးကားလမ်းမှာလည်းစစ်ကောင်စီတပ်စခန်းတွေအပြင်ကရင်နယ်ကြားဆောင်တပ်နဲ့ DKBA ခွဲထွက်အဖွဲ့တွေလည်းတပ်ဆွဲထားတာရှိတယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံမှာငလင်ကြောင်ထတ်တိုးလူဦးရေနှစ်သန်းခန့်ဟာအရေးပေါ်အကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံအိုချာကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်လူဦးရေ၄တသမ3တန်းကျော်ဟာအကူအညီလိုအပ်နေခဲ့တာပါဒါပေမဲ့အခုထပ်တိုးလူဦးရေ2တန်းခန့်ပါပါမယ်ဆိုရင်ငလင်ကြောင့်စုစုပေါင်းမြန်မာပြည်သူ6တသမ3တန်းကျော်ဟာအရေးပေါ်အကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်မှုတွေလိုနေတာဖြစ်တယ်လို့အိုချာရဲ့အစီရင်ခံစာအရသိရပါတယ်ဧပြီ12ရက်ကထုတ်ပြန်ချက်ထဲမှာ တန့်ရှင်းတဲ့တောက်တုံးရေးကျမ်းမာရေးဆောင်ရှောက်မှုနဲ့အမိုးအကာမရှိဘဲနေထိုင်နေကြရသူတွေအခုချိန်ထိအများအပြားရှိနေသေးတယ်။ပျက်စီးသွားခဲ့တဲ့လမ်းတွေအခြေခံအဆောက်အဦတွေနဲ့ဆက်သွယ်ရေးစနစ်ချို့ယွင်းမှုတွေကြောင့်ငလင်ဘေးတင်ပြည်သူတွေစီအခုအညီတွေရောက်ဖို့ရလဲပိုခက်ခဲလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လူမှုကယူနာလုပ်သားတွေဟာဒေသရင်းကကနအူးပန့်ပိုးကူညီသူတွေနဲ့အတူ ငလင်ဘေးတုံ့ပြန်လုပ်ငန်းတွေကိုဆောင်ရွက်နေပေမဲ့လိုအပ်ချက်တွေကတုံ့ပြန်ဆောင်ရွက်နိုင်မှုထက်ပိုများနေတယ်လို့အိုချာကဆိုပါတယ်။ဖော်ပြလာတဲ့စာရင်းအရငလင်ကြောင့်မြန်မာပြည်သူ3600ကျော်သေဆုံးခဲ့ပြီး4800ကျော်ဒဏ်ရာရတဲ့အပြင်142ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ April 17ရက်နေ့မှာကုလသမဂ္ဂနဲ့မိတ်ဘက်အဖွဲ့အစည်းတွေဟာငလင်ဘေးတင်ပြည်သူ1.3တသန်းစီ အရေးပေါ်အကူအညီနဲ့အတူ2025လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်အမေရိကန်ဒေါ်လာ295သန်းဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ကြေညာပါတယ်။နောက်ပြီးကုလသမဂ္ဂဗဟုအရေးပေါ်ရန်ပုံငွေအဖွဲ့ကလည်းငလင်တုံ့ပြန်ဆောင်ရွက်ရေးအတွက်ဒေါ်လာ5သန်းထပ်ပြီးခွဲဝေပေးခဲ့ပါတယ်။ဒါဟာပထမပေးအပ်ထားပြီးဖြစ်တဲ့ဒေါ်လာ၅သန်းကိုထပ်ပြီးတော့ဖြည့်ဆွက်လိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့လူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကလည်း April 17ရက်ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ပြီးငလင်ဘေးတင်ပြည်သူတွေအပေါ်ထိရောက်တဲ့လူသားချင်းစာနာမှုအကူအညီတွေရောက်နိုင်အောင်ခွင့်ပြုပေးဖို့တောင်းဆိုခဲ့ပါတယ်။ NUG ရဲ့ဒီမနက်ပိုင်းရှင်းလင်းပြောကြားချက်မှာလည်းစစ်ကောင်စာတွေဟာအခုလိုသဘာဝဘေးအန္တရာယ်ကြောင့်ရရှိတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုစစ်ရေးအတွက်အသုံးပြုနေသလိုနိုင်ငံရေးအရာလည်းအမျက်ထုတ်ဖို့ကြိုးစားနေတာအထင်အရှားမြင်နိုင်တယ်လို့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်ရှင်။ ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကလဝါကျေးရွာနယ်ခွန်ဆိုင်ရံရွာနာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်တို့ဒီနေ့ဧပြီ15ရက်မနက်ပိုင်းမှာတိုက်ပွဲဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်ဧပြီ23ရက်မနက်ပိုင်းကစစ်ကောင်စီတပ်နဲ့မင်းစေတပ်ပြည်သူ့စစ်ပူးပေါင်းတပ်ဟာလီဒိုလန်းနာကလဝါကျေးရွာကိုထိုးစစ်ဆင်လာလို့ KIA နဲ့တိုက်ပွဲဖြစ်ခဲ့ပြီးဒီနေ့မှလည်းဆက်ဖြစ်နေတာလို့သတင်းရှင်းမြစ်ကဆိုပါရယ် လဝါကျေးရွာရဲ့နေရာအများစုကိုမင်းစေတန်ပြည်သူစစ်ပူးပေါင်းတပ်ကမီးရှို့ခဲ့ပြီးတိုက်ပွဲကဒီနေ့နှစ်နေရာမှာဖြစ်နေတယ်လို့စစ်ရေးသတင်းရှင်မြစ်ကအသိပေးပါတယ်။လဝါကျေးရွာတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ဆက်ပြီးတော့စုံစမ်းနေသေးပါ။အဲ့ဒီဒေသကိုစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းအင်အား300ကျော်နဲ့ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။အဲ့ဒီဒေသဟာ KIA တပ်မဟာနှင့်တပ်ရင်း20နေမြေလဲဖြစ်ပါတယ်။စစ်ကောင်စီကငလင်ဘေးကြောင့်ဧပြီလ2ရက်ကနေ22ရက်အထိယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပေမဲ့ လေကြောင်းတက်ခတ်မှုတွေလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေကြောင်းစစ်ကောင်စီရဲ့လုပ်ရဟာကိုယ်တိုင်ထုတ်ပြန်ထားတဲ့အပြစ်ရဲ့ကြေညာချက်ကိုစီးဖောက်ခြင်းဖြစ်ကြောင်း KIA ဘက်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီက KIA နယ်မြေကိုလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအချိန်900နီးပါးပြုလုပ်ခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက April 23ရက်နေ့မှာအသိပေးထားပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်